ဗုဒ္ဓသာသနာရဲ့အစဆုံးလုပ်ငန်းဟာသီလဒါကြောင့်မို့စာပေကျမ်းကမှာသီလံသာသနတ္တအာဓိသီလသာသနာတော်ရဲ့အစပါလို့ပြောတာဟုတ်ပြီသီလကနေစလိုက်တယ်။ဘာဖြစ်လို့အရေးပါတယ်လို့ပြောရအောင်။သီလရှိလာပြီဆိုရင်အနာဝိဇ္ဇာဒုက္ခအပြစ်ကင်းတဲ့ချမ်းသာခံစားရမယ်။အပြစ်ကင်းတဲ့ချမ်းသာခံစားရမှချမ်းသာမှဒုက္ခိနောစိတ်တံတမာတိယတိ ချမ်းသာတဲ့စိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကမှတမာတိဆိုတာဖြစ်တယ်။ဟောတိလာလေးနဲ့နေမပြီးသေးဘူးတမာတိရဖို့အတွက်တိလာအများကြီးထောက်ကူဖြစ်တယ်။စိတ်ချမ်းသာမှုကိုပေးနိုင်တယ်။ဒါကြောင့်မို့တမာတိဖြစ်ဖို့လွယ်သွားတယ်။ဟောတမာတိကတမာဟိတောယထာဘူတံဇာနာတိပတ္တိတမာတိရှိမှယထာဘူတံညာဆိုတာဖြစ်တယ်။ဟော ညာတိအောင်အဆင့်ပို့ပေးတာဒါကြောင့်မို့တီလာအရေးကြီးဆုံးပဲ